Xiaomi 17 series နဲ့အတူမိတ်ဆက်သွားတာ Pad 8 Pro Pad 8ပါတယ်ပေါ့နော် Pad 8 Pro ကတော့အကောင်းဆုံးပေါ့နော် Pad 8 Pro ကအကောင်းဆုံးဘာကောင်းလာလဲမင်း Snapdragon 8 LE ကိုတခါလေးထည့်ပေးလိုက်ပါပြီအဲ့တော့အာကျွန်တော်တို့ဈေးနှန်းအရဆိုရင်တော့ပုံမှန်ခမန်းကြီးအရဆိုရင်20ပတ်ထားလေလောင်းနဲ့8 LE သုံးထားတဲ့အာကျွန်တော်တို့ tablet ရမယ်ဟိဆိုရင်တော့တော်တော်တန်ပါတယ် screen size ကတော့မနစ်ကနေအတူတူလောက်ပဲတင်နေ11.2 inch resolution က 3.2k နဲ့ကြီးရမယ် ပန်နေနော်ပုံမှန်ပန်နေဟိုဟာတွေဆက်ဖို့ပြီးမယ်ပေါ့နော်ပန်ရယ်နောက် keyboard လည်းဆက်ဖို့ပြီးမယ်တသက်ပြန်ဝင်ရမှာပါပန်ရော keyboard ကောပြန်ဝင်ရမှာ battery 9200 mAh ပါမယ်ဒါသူ့ရဲ့ display ကြီးပါ11.2 inch LCD ပဲသုံးပေးထားမှာပါအဲ့တော့အဲ့ဒါကြီးကတော့အများကြီးမမျော်လင့်ပါနဲ့ 3.2K resolution ကိုမှ 144Hz နဲ့ရမယ်800နှစ်ဆိုတော့ display ဘိုင်းကတော့အရင်ဟိုပါပဲအတူတူလောက်ပဲနေမှာ anti glare feature ပါတယ် reflective ုတ်တင်ပါတဲ့ version နဲ့မပါတဲ့ version ဆိုပြီးထွက်ပါလိမ့်မယ်အလင်းပြန်တာနဲ့အလင်းမပြန်တာပါတဲ့ဟာပေါ့နော်အဲ့ကောင်ထွက်ပါလိမ့်မယ်အဲပြီးရင် speaker ဒီမဲ့၄လုံးခင်တယ်အဲ့ဒါတော့ကျွန်တော် parameter page မှာသွားကြည့်ပြီးမယ်ဒီမဲ့တော့၄လုံးမြင်ရတယ်နော် Dolby Atmos support ပြီးမယ်ပါတဲ့ speaker တွေက performance ကတော့တကင်မိုက်ပါတယ် bright to performance 66ဆိုရင်တော့ဒီ tablet လို့ပြောရမှာပါเนาะ Snapdragon 8 Elite နဲ့ကိုရမှာပါ တော့ PC game တွေကို emulating အဲ emulate လုပ်ပြီးတော့ဆော့မယ်ဆိုလဲ emulator နဲ့ဆော့မယ်ဟိဆိုရင်လည်းမိုက်တယ်ပေါ့နော် PC game ကိုဆော့ဖို့အတွက်ဆိုလဲ powerful ဖြစ်တဲ့ ALE SoC ပါပြီးသားဆိုတော့နော် emulator ဆော့မယ်သူအတွက်ဆိုရင်လည်းအကိုက်ပါနောက်ဒါကျွန်တော်တို့ဟိုကိုယ့်ရဲ့ဟို creative brief တက်ဒီမဲ့နော် editor လုပ်ချင်တာတို့နော် 4K editing ကိုအလွယ်တကူလုပ်လို့ရနိုင်မဲ့ဒါ 4K video editing ရမယ် နောက်စင်းစရာတွေ stock share တွေကြီးရတဲ့သူတွေဆိုရင်လည်း okay မယ်ပေါ့နော်ဒါတော့ကောင်းတဲ့ SOC ပါနေတာပဲဗျာနော် Snapdragon ရဲ့2025အခု 8L Gen 5မထွက်မရှင်းဒီတောင်အကောင်းဆုံး SOC ပေါ့ဒီဇိုင်းကတော့တိတိတသာပါသွားတယ်ထင်တယ်5.75ဆိုတော့တော်တော်ပါတဲ့အနေထားရှိတယ်လို့ပေါ့လဲပို့ပါတယ်185 gram ပဲရှိတာပါနော်အဲ့ဒါလည်းမိုက်တယ်နော်ဒီဇိုင်းကတော့သူ့ထုံးစံတိုင်း Univory Model ဒီဇိုင်းပဲနေမှာပေါ့နော်လှပါတယ် battery cooldown 200 mAh ကို 32 megapixel front camera เนาะ32 megapixel front camera microphone က၄ခုပါပါတယ် AI simulated interpretation ဆိုတော့တခါတည်းဘာသာပြန်ပြီးပါတယ်เนาะတခါတည်းကျွန်တော်တို့တူပါเนาะတခါတည်းဘာသာစကား29မျိုးကို support ပေးပါတယ်အဲ့ဒါဆိုရင်ဒီကောင်ကအင်္ဂလိပ်လိုပါ support ပေးပါလိမ့်မဟုတ် sorry မြန်မာလိုပါ support ပေးနိုင်ပါတယ် support for 29 language real time bilingual subtitle and meeting minute တဲ့เนาะ meeting minute ဒီမှာ တခါတည်း translate လုပ်ပြီးတော့စကားပြောလို့ရပါတယ်တဲ့အဲ့ဒါကျတော့လေမိုက်သွားပြန်ရောเนาะအဲ့ဒါလေးကမိုက်တာအဲ့ဒါလေးမိုက်တာနော် window wireless secondary ဆိုတာဟာ window ကနေပြီးတော့ဒီ tablet ကို secondary display အနေနဲ့တခုနဲ့သုံးလို့ရမယ်ဒါကကျွန်တော်တို့ဟိုတနေ့ကပြောရတဲ့ဟာလေးဗျာ hyper os 3မှာပါတဲ့ feature တွေအကုန်လုံးကအသုံးလို့ရမယ် external display အနေနဲ့သုံးချင်တာပဲဖြစ်ဖြစ်အဲနောက်ပြီးရင်ကျွန်တော်တို့နှစ်ခုပေါ့နော် device နှစ်ခုချိတ်ဆက်ပြီးသုံးကျင်တာပဲဖြစ်ဖြစ်အဆင်ပြေနိုင်ပဲပေါ့နော် AI intelligent assistant တခါတည်းထည့်ပေးထားတယ်ပေါ့ ရှောင်း AI เนาะဟောကျွန်တော်တို့ဟိုဂျမနိုင်းလို့ဘာလို့ပါလို့တာ China အတွက်ထင်ပါတယ် China အတွက်သူ့ရဲ့ရှောင်း AI ဒါဒီမဲ့တော့တရုတ်လိုတော့မေးရမှာပေါ့ဗျာเนาะတရုတ်လိုတော့မေးရမှာပေါ့ productivity is a goal ဆို Xiaomi focus plan နဲ့တွဲပြီးတော့သုံးလို့ရပါမယ်เนาะเนาะ Xiaomi focus style pro တဲ့ဒါသူ့ရဲ့ ban မှာတသက်ဝယ်သုံးရမှာပါเนาะတခါတည်းမပါပါဘူးအဒီကောင်ကသူ့နဲ့ သူနဲ့တုံးလို့ရတဲ့ application လေးနေပါလိမ့်မယ်ပတ်8 pro keyboard နော် keyboard ကလည်းမိုက်တယ်နော် keyboard က touchpad touchpad ပါပါတဲ့ keyboard ပေါ့နော်အဲ့ဒါအဲ့ဒါလေးပါတွဲဝင်လိုက်ပေါ့ဝင်တော့ဒီမှာတဲ့11.2 inch LCD ကိုပဲသုံးထားတာ 355K resolution finger touch sampling က 360Hz ပါတယ်အခုနကကျွန်တော်ပြောတာ stylus touch sampling rate 240Hz ဆိုတာအာ stylus pen အနေနဲ့ဆိုရင်တော့ 240Hz ကမြန်ပါတယ် stylus pen ဆိုရင်ဒါကျွန်တော်သူ့ရဲ့ pen နဲ့ 240ရရရဲဆိုတာပုံမှန်ကျွန်တော်တို့ပြောရင်ဗျာ Oppo K30 Pro မှာရတဲ့ test sampling rate ကအဲဒီကောင်မှရတယ်ဗျာအဲ့ဒါ pan နဲ့သုံးရင်လက်နဲ့သုံးရင်တော့360ဟက်ရမယ်တဲ့ဟုတ် attack line က certified ဖြစ်တဲ့ဟာတွေကိုသုံးပေးထားတယ် rear ကကျွန်တော်တို့15 megapixel camera တစ်လုံးနဲ့ပါမယ် 4K ရိုက်လို့ရမယ် main ကကျွန်တော်တို့ဒီ selfie camera 32 megapixel ပါပါမယ် battery က6200 mAh တော့အေးပါ ဒီလက်ကြီးအောင်ထည့်ပေးနေပြီးအောင်မဲ့ကျွန်တော် Redmi Bat 2 Pro လို့1200နေပါပြည့်ပြတ်ထည့်ပေးလိုက်တာမဟုတ်ဘူး။ကျွန်တော်ဈေးနေနော်။ तू 8128K တောင်ထည့်တယ်မစိုးဘဲဟာအဲ့ဒါကြတော့ 8128K ကို2099ရဲ့ Pro 600ပေါ့နော်2099ကို600နဲ့အကျန်တယ်ယူပို့ဆောင်သေးမပါပါမြန်မာပြည်အခွန်အခဘာညာမပါ2099ဆိုတာ 8128K version ကို600နဲ့မြောက်ရင်အာ16သိန်းကျော်ပဲရှိပါတယ် 8128K ဆိုရင် 8256ဒီမှာเนาะ soft light version ဆိုတာကျွန်တော်တို့ဟို reflection မပြန်တဲ့မှန်ပေါ့เนาะ coating ပါတဲ့ဟာ reflective coating ပါတဲ့ဟာအဲ့ကောင်ဆိုရင်တော့ဈေးနည်းနည်းပိုကြည့်လိုက်မယ်16512က3899 16512က3899စတိုးဈေးเนาะတရုတ်ပြည်မှာခင်ဗျားတို့ကိုယ်တိုင်သွားဝယ်ရင်ရမယ့်ဈေးကိုအကျန်းတွက်ပြတာเนาะဒီလိုရအောင်အဲ့တဲ့ဈေးများဖို့ရေ23သိန်း24သိန်းလောက်ရှိပါမယ်16512က16512ကို soft light version ဆိုတာကကျွန်တော်တို့ခုန reflective coating ပေါ့နော်အလင်းမပြန်တဲ့ coating ပါတဲ့ဟာ24သိန်းဆိုးဝဲဟာအဲ့ဒါအဲ့ဒါပိုတန်တာပေါ့နော်2099အမြောက်25သိန်းဝင်းကျင်ပဲရှိမှာ24သိန်း9900ဆိုတော့16512က25သိန်းကျွန်တော်တို့ကဈေးသက်သာတဲ့ဟိုဟာ reflective coating ပါတဲ့ဟာ12256က3599ဆိုတော့ဈေးကြီးဆုံးက25 25သိန်းပြဈေးအနည်းဆုံးဆိုရင်18သိန်းအဲ့တော့10တယ်ပတ်8ဈေးကတဲ့812 8k 73သိန်း19000 8128G က73သိန်း19000ရှိမယ်12 site 1256ပဲကြီးလိုက်တော့မှာ12.6ဆိုရင်2099ဒါဟိုဟာပက်8ပါ YoYo ပက်8ပါ2099အမြောက်600သိန်း16သိန်း8000လောက်ရှိမယ်ပေါ့နော် store ဈေးပါ AHM4 နဲ့လာတယ်12.6เนาะဒါဒါလည်းထည့်စဉ်းစားစရာပဲเนาะ keypad နဲ့ရှင်စရာ tablet တွေကထွက်လာပြီ ဘက်8เนาะအကျဉ်းအဖြစ်ဘက်8ရဲ့ specification က AS104 ဖြစ်သွားတာပဲရှိတယ်တော်တော်များများတူတယ်လို့ပြောလို့ရတယ်အကျဉ်းအဖြစ်လို့ပြောတာเนาะပန်သုံးလို့ရမယ်ကီးဘုတ်သုံးလို့ရမယ်ဘက်ထရီ9200 mAh ပါတာဒီအကျဉ်းအဖြစ်เนาะ SOC မတူတာလွဲပြီးတော့ဘက်8နဲ့ဘက်8 Pro ကဆင်တယ်လို့ပြောလို့ရတယ် SOC ကတော့ဘက်8 Pro လောက်မကောင်းဘူး display size အနေထားကြီးရတာလောက်ကတော့ပေါ့เนาะ အကုန်လုံးက အတူတူအနေထားပန့်နေ quality ကိုရမယ်။နော်အဲ့ဒါကြောင့်လည်းဈေးကတိတ်မကွာတာထင်ပါတယ်။အဲ့တော့အကြမ်းဖြစ်နေဒီမှာကျွန်တော်တို့ဒီ Pad 8 Pro နဲ့ Pad 8ရဲ့ resolution တွေရနိုင်တဲ့ brightness တွေအကုန်လုံးကတော့မြင်တဲ့အတိုင်းကျွန်တော်ဟိုတော်တော်တူတယ်လို့ပြောလို့ရရော 1.4x refresh rate ရတာเนาะ LCD ရတာ 3.2K resolution နေနေကြီးလို့ရမှာအတူတူပဲလို့ပြောလို့ရတယ်เนาะ Pad 8မှာလည်းကျွန်တော် reflective coating ပါတယ်အဲ version တစ်မျိုးရှိမယ်ဈေးကြီးမယ်ပေါ့เนาะ နောက်ကနော်စပီကာကတော့တေချာဖက်လိုက်မယ်စပီကာရှစ်လုံးတကောင်တွေကအဲ့လိုသာရေးထားစပီကာဘယ်နှလုံးပါဖော်ဟုတ်တယ်ဖော်ကက်စတမ်ဖလက်ရှ်စပီကာတဲ့နော်ဖလက်ရှ်စပီကာ၄လုံးပါပါတယ်ဆိုပြီးသူကပြောထားပါတယ် AS Gen 4တုံးထားမယ် Mover Gain ကို60 FPS လာဒီမယ်နော်120 FPS ဆော့လို့ရမယ်ဒီကောင်လည်းအတူတူပဲ 4K editing တွေပါလေလုပ်လို့ရမယ်ပေါ့အဲအဲ့လိုပေါ့ဗျာ အာ editing လုပ်တဲ့ဟိတ်ဆိုတော့အဲ့အလီကပိုကောင်းတယ်ပေါ့နော်အဲ့အလီကတော့ပိုကောင်းတယ် AHM phone နဲ့ 4K editing လုပ်ချင်တဲ့ဟိတ်ဆိုရင်လည်း powerful ဖြစ်တယ်ဆိုတဲ့အတွေ့အကြုံကိုရမယ်။နောက်ဒါကျွန်တော်တို့အာဟိုပါ Photoshop ပေါ့နော် Photoshop တို့ခင်ဗျားတို့သုံးချင်တဲ့ဟိတ်ဆိုရင်လည်းအဆင်ပြေပြေသုံးလို့ရမယ်။ design ဘိုင်းအတွင်းပြင်လည်းအတူတူပဲနော်အဲ့တော့ weight အနေထားပက်ပက်88 Pro ကတိဆောက်ပုံအလေးချိန်အထူးအတူတူပဲ485 gram နော်5.75 mm ပဲ အဲထူပါမယ်အယောင်ကကာလာ3ယောင်ရှိပါမယ်အပြာရဲ့အစိမ်းရဲ့ခဲရဲ့ဘက်ထရီ6200 mAh ပါတာလည်းအတူတူပဲဒါပေမဲ့မတူတော့တာကအခုနကတေချာကြည့်ကြိုက်လားမသိဘူးဟိုကောင်က10နာရီရရလို့ပြောလို့ရတယ်အဲ SOC ပဲမတူလို့ပဲကွာသွားတာမသိဘူးခုနကဟိုကောင်က10နာရီတော့ရတယ်ပြောတယ်ဒီကောင်ကတော့အဲ့လောက်မရတော့ဘူးနော်ခုနဒီမဲခဏဒါပက်8ဘလူးဖြစ်သွားတယ်နော်ဒီမဲဒီကောင်က10.5 hour တဲ့နော်ဒါ play game ကို10.5 hour ဒီမဲ14 hour video အာ20.4 hour ဆိုကိုရောင်းနေရချင်းတူတူမှာဆိုရင်အဲ့အဲ့လီကနည်းနည်းလေးဘက်တရီသားပိုတက်တာတယ်ဗောနော်အဲ့တော့ကျွန်တော်ဒါကို translate လုပ်လိုက်မယ်ခင်ဗျားတို့ရှင်းပြီးကြည့်လို့ရအောင်ဟုတ်တယ်ဒီကောင်ကဟိုဟာ video playback ကဒီကောင်က73နာရီတဲ့အာကျွန်တော်တို့ meeting online meeting ဆို session နာရီခွဲတဲ့เนาะဒီဘက်မှာကိုရောင်းနေရ mh ရှင်ပါတာချင်းအတူတူဆိုရင်တော့ပို့ပြီးတော့ battery ပိုခံတာအဲ့အဲ့လီသုံးထားတဲ့ နော်ပက်8 Pro ကပို့ပြီးတော့ခံပါလိမ့်မယ်ပြီးရင်အတူတူပဲဒီကောင်ကတော့မကောင်းတာဘာတော့ဒီမဲ့ဒီနေ့ဆမကောင်းတာတိတာတာလာပြီအာကျွန်တော်တို့ meeting minute နော် meeting time ဟိဆိုရင်တော့ဟို camera megapixel 8 megapixel ပဲပါတော့တာအာကျွန်တော်တို့ over ဆိုရင်32 megapixel နဲ့ထိုင်ရမယ်ဒီဆောက်ပုံကတော့ mic ဒီပါတာကျင်းတော့အတူတူပဲ mic လေးလုံးပါမယ်တဲ့နော်ကျွန်တော်တို့ AI translate ကတခါလေးဘာသာစကား29မျိုးကို support ပေးပြီးတော့ AI translate subtitle ထိုးပေးမယ်ပေါ့နော် အဲ့ဒါတော့မိုက်ပါတယ်တကယ်လှုပ်လှုပ်ရတဲ့သူအလိုနိုင်ငံသားတိုင်းနဲ့လှုပ်လှုပ်ရတဲ့လူဆိုရင်တော့တော်တော်မိုက်တဲ့ feature ပေါ့နော်နောက်ပြီးရင် ကျွန်တော်တို့ခုနက8 pro မှာလိုပဲကျွန်တော်တို့ဒီ external display တွေတုံးလို့ရတာနော်သူ့ရဲ့ interconnectivity feature တွေကိုသုံးဆွဲဟိုချိတ်ဆက်အသုံးပြုနိုင်မှာပေါ့နော်နောက် Xiaomi AI ပါမယ် Super Xiaomi AI ဆိုပြီးခင်ဗျားတို့တရုတ်လိုတော့မေးရမယ်အင်္ဂလိပ်လိုတော့ရရင်လည်းရမှာပေါ့နော်မြန်မာလိုတော့မေးလို့မရအောင်အဲ့ဒါတော့မလိုပါဘူးဗျာခင်ဗျားတို့ဘောင် Gemini ကို တက်ပလက်ထဲမှာထွဲပြီးတော့မေးလို့ရမယ်ဒါက style နဲ့ ban ပါတော့သူက main camera တော့မေးရတော့ခင်ဗျားတို့အဲ့တော့เนาะကျွန်တော်က embossing လုပ်ရင်လည်းခင်ဗျားတို့ camera ချောင်းပြောတော့သူကသူကဒီမှာတော့ camera အရင်ကောင်းတယ်လို့ပြောတော့မတွေ့ဘူးတွေ့လားသူတို့ရဲ့ကြော်ညာမှာဆိုကုမ္ပဏီကအဲ့လိုပဲသူတို့ရှိမှာအရင်ကောင်းတဲ့ဟာကိုပဲအသာပေးပြီးကြော်ညာတာအရင်မကောင်းတော့တိတ်မကြော်ညာအောင်တိတ်မပြောတော့ဘူးတော့ကျွန်တော် LCD နဲ့တုံးရမယ်3.5 3.2K resolution 144Hz ဆိုးပါဘူးမဆိုးပါဘူးတန်ပါတယ်30အောင်နဲ့ရမှာပဲဟုတ် အာကျွန်တော်တို့ဟိုဟ main camera မှာဆိုရင်လည်းဒီကောင်က30 megapixel နော်30 megapixel နဲ့ပဲလာမယ်ဟိုကောင်က50 megapixel 50ရင်းနဲ့73နဲ့ကွာမယ်နောက်832နဲ့8 megapixel ပါကွာမယ်ပေါ့နော်ဒါသူ့ကင်မရာဘာညာကွာတဲ့ဟာပါဟုတ်လား67ဝက်နော်ပတ်8 pro က67ဝက်နဲ့ရမယ်အဲ့တော့အားသွင်းရင်လည်းတိတိတသာကျွန်တော်တို့ပတ်8 pro ကပိုကောင်းတာပေါ့နော်67ဝက်6200နဲ့သွင်းရမယ်ဒီကောင်ကတော့ဟိုဟာ6200 mAh battery ကို45ဝက်နဲ့ပဲအားသွင်းရမှာပါ အဲ့ဒါပါပဲ။ဩနောက်ပြီး test sampling rate လည်းအတူတူပဲနော်ခဏကြုံတော့ပက်အိတ်က test sampling rate ကလက်နဲ့သုံးမယ်ဆို360ဟဲ့အဲကျွန်တော် stylus pen နဲ့သုံးမယ်ဆိုရင်240ဟဲ့240 hz ပဲရပါတယ်။အော်ဒီမှာ side fingerprint ပါပါတယ်။အဲ့တော့အိတ်ပက်အိတ် pro မှာဆိုရင် fingerprint ပါတယ်။ဒီကောင်ကပက်အိတ်မှာဟုတ်တယ်ပက်အိတ်မှာဆိုရင် fingerprint မပါဘူးအဲ့ဒါလေး꽌မယ် fingerprint ပါတာမပါတာ꽌မယ်เนาะအဲ့ဒါပဲဟုတ်ပြီအဲ့ဒါဆိုရပြီကျွန်တော်ခင်ဗျားတို့ပြန်ပြီးတော့ အနည်းချုပ်ပြောလို့ရပြီဒီလောက်ဆိုရင်ဟိုကျွန်တော်တို့အခု pad 8 pad 8နဲ့ pad 8 pro မှာပါတဲ့ဟိုဟာ feature တွေအကုန်ကြီးခဲ့ပြီပေါ့နော်ကြီးတဲ့အနေအထားမှာ pad 8 pro နဲ့ pad 8ကအာ display ပညာအားလုံးကတော့ပြင်ခဲ့တဲ့အတိုင်းပဲအဲ11.2 inch အတူတူပဲအတော်တော်များများသုံးရမဲ့ display feature တွေအတူတူပဲအဓိကကွာသွားမှာက SOC ဒီ pad 8 pro မှာ8 LED ပါမယ်ရိုးရိုးမှာဆိုရင်အဲကျွန်တော်တို့ AHN4 နဲ့လာမယ်။ Now security ဘိုင်းအတွက်ဆိုရင် April ကိုဝယ်ရင် fingerprint နဲ့သုံးရမယ်။ Now test screen မှာသုံးမယ်ဟိဆိုရင်လည်းရနိုင်တဲ့ test sampling rate တွေဒီ April ကိုဝယ်ဝယ်၊ April ကိုဝယ်ဝယ်ဝယ်ရမယ့် test sampling rate တွေကလည်းအတူတူအနေနဲ့သုံးရမယ်။အဲ Now ဟိုအဓိကကတော့ကင်မရာဘိုင်းပါမယ်ပေါ့နော်။32 megapixel selfie camera က April ဝယ်ရမယ်။အဲ UU8 ကိုဝယ်ရင်8 megapixel ပဲရမယ်။အဲ့တော့ရုပ်ထွက်အရင်ကြီးလာမှာမဟုတ်ဘူး။နောက်ထပ်ကောင်းတာတစ်ခုကတော့ အာကျွန်တော်တို့ main camera က8 pro မှာ15 megapixel 50 megapixel နဲ့သုံးရမယ်ကျွန်တော်တို့ pad 8 uo မှာက13 megapixel 13 megapixel နဲ့ပဲရိုက်ရမယ်အဲ့တော့အဲ့ဒါပဲဈေးကဟိုနောက်ကွာ charging mic ရှိမှာပေါ့နော် charging mic ကနှစ်ခုလုံးက900 mAh battery ပါတာမှန်ပြီမယ်အဲ pad 8 pro မှာဆိုရင်67 watt နဲ့အာသွင်းရမယ်။ pad 8 uo မှာ45 watt နဲ့အာသွင်းရမယ်။ဒါပဲ LCD panel ကြီးနဲ့ပဲကျွန်တော်တို့ ကြည့်ရပါမယ်။အာနောက်ကောင်းတာကတော့မြင်ခဲ့တဲ့အတိုင်းခင်ဗျားတို့ AI translate တွေဘာတွေလုပ်ပေးမယ်ပေါ့ဗျာ။ AI translate က meeting minute တွေမှာ direct change ပြီးမှာဘာသာစကား29မျိုးဆိုတော့မြန်မာစာပါလိုက်မယ်။အဲ့ဒါတော့မိုက်တယ်။အဲ့ဒါပဲ။ကျန်တာဘာမှထူးထူးထွေ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 ထူးထူးမရှိပါ။နော်ဒီလောက်ဆိုရင်တော့ရပြီထင်ပါတယ်။